အားလုံးပဲမင်္ဂလာပါဖရာသခင်ကိုထင်ရှားစေတဲ့သူဒီနေ့အဲ့ဒီအကြောင်းကျွန်တော်ဝင်ကားခြင်းနဲ့ဖရာသခင်ကိုထင်ရှားစေဖို့ရန်အတွက်ဒီနေ့ကျွန်တော်ရဲ့မိသားစုထဲမှာကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့လုပ်ငန်းခွင်ထဲမှာဖရာသခင်ကိုထင်ရှားစေဖို့ရန်အတွက်ကျွန်တော်ကလမ်းကိုပြင်ဆင်ပေးဖို့ရန်အတွက်မတမတ်လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ဖရာသခင် ကျွန်တော်ရဲ့အသက်တာထဲမှာသူလာခြင်းနဲ့ဖရာသခင်လာတဲ့အခါမှာညီကောင်မောင်မတွေ တင်းရဲ့အတ္တကတင်းစင်စားထားတဲ့အရာနဲ့ပြောင်းပြန်ဖြစ်သွားမယ်။ဘာကြောင့်လဲ?ကျွန်တော်ဖခါကလူတွေကိုချစ်တယ်၊သူရဲ့လူတွေကိုကောင်းချီးပေးခြင်းနဲ့ဖခါဖြစ်တယ်၊သူရဲ့လူတွေကိုတကယ့်ကို နော်အာဒီကောင်းတဲ့ဘဝ lifestyle ထဲမှာအသက်ရှင်စေခြင်းနဲ့ဖခါဖြစ်တယ်။ဒါကြောင့်ဖခါတကယ်သူအမြဲတမ်းလာတဲ့အခါမှာသူရဲ့လူတွေကိုသူဘာလုပ်လဲ?ကောင်းချီးပေးလို့ရှိတဲ့ဖခါဖြစ်တယ်။အာမင်။ hallelujah ။ဒါကြောင့်လူသားတွေရဲ့အစလူသားတွေရဲ့မွေးဖွားခြင်းက ြည့်စုံခြင်းဆိုတဲ့အေဒင်ဥယျာဉ်မှာတို့ကမျက်စိနှလုံးဖွင့်တာနဲ့ပြည့်စုံခြင်းရှိတဲ့အရာမှာမွေးဖွားလာတဲ့သူတွေဖြစ်တယ်။ဒါဆိုကျွန်တော်ရဲ့အသက်တာထဲမှာတစ်ခါလေကျရင်ကျွန်တော်တို့ကဒီဖျားကိုမရှာဘဲနဲ့ကျန်တဲ့အရာတွေကိုကျွန်တော်ဦးစားပေးပြီးရှာတတ်တဲ့အချိန်လေးရှိပါတယ်။ဖျားကိုမရှာဘဲနဲ့ကျန်တဲ့အရာဦးစားပေးရှာကျန်တဲ့အရာတွေကိုတင်ဦးစားပေးရှာရင်တွေးမှာပါတွေးမှာပါဒါမဲ့ပြင်ပန်းတဲ့ညီကောင်မမတို့တင်ဖျားကိုသာစူးစမ်းပြီးရှာရင် သင်မရှာတဲ့ကောင်းကြီးမင်္ဂလာတဲ့အားလုံးကဖရားနဲ့အတူပါလာမှာဖြစ်တယ်။ဘာကြောင့်လဲ?ဖရားသခင်ကအရာအားလုံးရဲ့အရင်မြစ်ဖြစ်တယ်။အာမင်။ဟာလေလုယာ။ဆိုတော့ကျွန်တော်ဒီအရာမေ့ဖို့ရန်အတွက်ကျွန်တော်ဒီအရာမမေ့စေချင်ညီကောင်မမတို့။ဒါကြောင့်ဒီ2025မှာကျွန်တော်ကဖရားသခင်ကိုကြွလာဖို့ရန်အတွက်ကျွန်တော်ကပြင်ဆင်မယ်။ဘလို့ပြင်ဆင်မလဲကျွန်တော်ဖရားကြွလာဖို့ရန်အတွက် ကျွန်တော်တမာချန်းစာထဲမှာတော့ကျွန်တော်ဒီလိုရေးတာထွတ်မရအခန်းကြီး20အငယ်24မှာကျွန်တော်ပါရေးဖရာကသူ့ရဲ့နာမကိုအာမင်သူ့နာမကိုကိုးကွယ်တဲ့အရက်ခသိန်းနည်းရမယ်သူ့နာမကိုတင်ခေါ်တယ်သူ့နာမကိုတင်မွဆိုးတယ်သူ့နာမကိုတင်တန်ဖိုးထားတယ်သူ့ရဲ့မျက်မှောက်တော့ကိုတန်ဖိုးထားတယ်ကိုးကွယ်တယ်ဖိတ်ခေါ်တဲ့အရက်ခသိန်းအဲ့ဒီနေရာကိုဖရာကရိုးရိုးကောင်းချင်မပေးဘူးသူကိုယ်တိုင်ကြွလာမယ်လို့ပြောတာသူကိုယ်တိုင်ကြွလာမယ် ကြွလာပြီးရင်ဘာလုပ်မလဲကောင်းချီးပေးမယ်ဟာလေလုယာမိတ်ဆွေဖရာတခင်ကြွလာဖရာတခင်တင်ရှားပြီဆိုသင်ရဲ့ life ကဟာတင်ဖရာကိုချစ်တယ်ဖရာကိုကိုကိုွယ်တယ်ကိုယ်တင်ကိုကိုရတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်တင့်ကိုတုတ်ထိမယ်ဟာအဲ့မှာပူတလို့နွေးတလို့ဖရာမေတ္တာခံစားဖရာသခင်ကတင့်ကိုအဲ့လောက်လေးပဲဖရာလာတုတ်ထိမှာမဟုတ်ဘူး ဘုရားသခင်ကြွားလာတဲ့အခါမှာဘုရားသခင်ကိုကောင်းချီးပေးတယ်အဲ့ဒီကောင်းချီးပေးတဲ့အရာကလူမသိသူမသိမဟုတ်အဲ့ဒီကောင်းချီးပေးတဲ့အရာတမျိုးလုံးကသိတဲ့ကောင်းချီးမင်္ဂလာတနိုင်ငံလုံးကသိတဲ့ကောင်းချီးမင်္ဂလာဖြစ်တယ်။ဘာကြောင့်လဲ။အောဖတ်တေတုံအိမ်ပါကျွန်တော်ဒီဖြစ်ပြအားလုံးသိတယ်ကျွန်တော်ဓမ္မရဲ့နှစ်ဓမ္မရာဇဝင်အခန်းကြီး6ငယ်77အောပတေတုံရဲ့အိမ်မှာဗဒိညင်တက်တာရောက်လာဖခင်မျက်မှောက်တော်ရောက်လာ3လအတွင်းမှာ3လအတွင်းမှာ ၃လအတွင်းမှာဩဘဒေတုံကိုဖျားတခင်ထင်ရှားပြီးကောင်းချီးပေးတဲ့အရာတမျိုးလုံးတည်တယ်တနိုင်ငံလုံးတည်တယ်နန်းတော်အထိကြားတယ်ဒါကြောင့်ဒါဝိကအဲဒီဖျားတခင်ရဲ့မျက်မှောက်တော်ဖြစ်တဲ့ဗဒိန်ရှင်တက်တာကိုသွားရှုတယ်ကြည့်ဩဘဒေတုံတော့၃လထဲနဲ့မီလနာဖြစ်သွားတယ်၃လထဲနဲ့ကျွဲဝရတယ်ဖះကောင်းကြီးပေးတဲ့သူဖြစ်တယ်အဲ့လိုပြောလို့ over the tone ကကောင်းကြီးမင်္ဂလာကိုရှာတဲ့သူမဟုတ်ဘူး over the tone ကဖះရဲ့မျက်မှောက်တော်ကိုချစ်တဲ့သူဖြစ်တယ် ဖျားမျက်မှောက်တော်ကိုအလွန်ယူတည်တဲ့သူဖြစ်တယ်။ဖျားမျက်မှောက်တော်ကိုစာငတ်တဲ့သူဖြစ်တယ်။ဒါကြောင့်အောဘဒေတုံကဘယ်တိလိုက်သွားလဲဂျေရုရှလင်မြို့တိလိုက်သွားလဲဖျားတခင်ရဲ့ဗဒင်ရင်တက်တာမှာကိုးကွယ်တဲ့တာဝန်ကျတဲ့သူဇယင်းထဲမှာအောဘဒေတုံလည်းပါတာဖြစ်တယ်။ညီကူမမတို့ဒါကြောင့်ကျွန်တော်ရဲ့အတ္တတာထဲမှာဖျားတခင်ထင်ရှားဖို့ရန်အတွက်သင်ဖျားကိုဖျားနာမကိုသင်ကိုးကွယ်တဲ့သူဖြစ်ဖို့လိုတယ်။၂၀၂၅မှာ ်သင်ရဲ့အစပြုခြင်းကဘုရားနဲ့အစပြုဖို့ရန်အတွက်လိုအပ်တယ်။အာဒံနဲ့အာဒံကသူကသူ့ဘဝကဘာကြောင့်မလို့အရာခက်တဲ့ပြည့်စုံတဲ့အထဲထဲမှာသူရှင်တန်ခွင့်ရ။အေဒင်ဥယျံဆိုတာအရာခက်တဲ့ပြည့်စုံတဲ့အရာဖြစ်တယ်။ဘုရားလူမဖန်ဆင်းခင်မှာကဘာကြီးမှာလိုအပ်တဲ့အရာအလုံးကိုပြည့်စုံအောင် ဖန်ဆင်းပြီးတော့မှပဲလူကိုအယံကိုပြည့်စုံလို့နဲ့အေဒင်ဥယျံမှာနေရာချတယ် ဲ့တော့လူသားကလူဖြစ်လာတဲ့အခါမှာအသက်ရှင်လာတာနဲ့မျက်စိဖွင့်တာနဲ့ဘုသူ့ကိုမြင်တာလေဖယားကိုမြင်တယ်ဘုသူ့ရဲ့အတန်ကိုကြားတာလေဖယားသခင်ရဲ့အတန်ကိုကြားတယ်ဆိုချစ်တဲ့ရဲ့နေ့ရဲ့တိုင်းကတင်မျက်နှာနှလုံးဖွင့်တာနဲ့တင်လောကအရာကိုမရှာဘဲဖယားကိုတင်ဆရှာမယ်တင်မျက်စီကဟာလေလုယာတင်နာကဖရားရဲ့အတန်ကိုတင်ကကြားမယ်တင်ကဖရားကိုဝှစ်လို့မယ်ဆိုရင်တေးချတယ်အဲ့ဒီအရက်ကပြေဆုံးတဲ့အရက် ဘုရားခင်ကောင်းချီးပေးတဲ့ရက်ဘုရားခင်ကိုယ်တိုင်စင်ကြွားတဲ့ရက်ဘုရားခင်သင်ရှားစေတဲ့အရာဘုရားခင်ကောင်းကြီးမင်္ဂလာပေးတဲ့အရာဖြစ်မှသိချတာဖြစ်တယ်။ဟာလေလုယာအာမင်။ဒါကြောင့်ကြီးကိုမမတို့အားပေးခြင်းနဲ့ဒီနေ့တင်းရဲ့မိသားစုထဲမှာတင်းရဲ့ business ထဲမှာတင်းရဲ့အတ္တထဲမှာဘုရားခင်ကြွလာဖို့ရန်အတွက်တင်းဟာကိုးကွယ်ခြင်းနဲ့တင်းဟာပြင်ဆင်နေဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ဟာလေလုယာအာမင်အာမင်။ဆိုတော့နောက်တစ်ခုကျွန်တော်ဘာတွေ့ရလဲ ကျွန်တော်ရဲ့အသက်တာထဲမှာ2025မှာဖယားတခင်ရဲ့ဘိသိက်ခြင်းဖယားတခင်ရဲ့ကောင်းချီးမင်္ဂလာဖယားတခင်ရဲ့အမှုပြုခြင်းကအမတ်တမန်နဲ့ရောက်လာမှာမဟုတ်ဖြစ်တယ်။တကဘာလို့ဘာလို့ရလဲဆိုတော့အဲ့ဒီအရာကိုပြင်ဆင်ဖို့ရန်အတွက်လို့ဘယ်လိုပြင်ဆင်ရမလဲ။တဲ့အတန်ကိုလွင့်ပြီးတော့မှတင်ပြင်ဆင်ဖို့ရန်အတွက်လို့လေ။ဒါကြောင့်မို့ဒီကျွန်တော်ဘယ်မှာတွေ့ရလဲဆိုရင်အာယောဟန်ခန်းကြီးတဲ့အငယ်23ထဲမှာရှင်ယောဟန်က prophet ဟေရှာယဟောပြောတဲ့ ်ဟောပြောဒီနေအညီဘာဖြစ်လဲဆိုတော့ထာရဘုရားကြီးလမ်းကြီးတော်ကိုဖြောက်စီလို့ဟုတောနိုင်ဟစ်ကျော်တော်သူအတန်ဖြစ်တယ်မွေးတယ်ကြည့်ဘတ်တစ္စာဆရာယောဟန်က voice အတန်ပြတဲ့ဘဒူဘဒူရဲ့လမ်းအောင်ပြင်ဆင်ဖို့လေဘိတ်သိမ့်ရှိတဲ့ယေရှုခရစ်တော်လာဖို့ရန်အတွက်လမ်းကိုပြင်ဆင်ဒါကြောင့်ယောဟန်ကအရင်မွေးရတယ်ဘတ်တစ္စာယောဟန်ကယေရှုထက်ပိုပြီးစောပြီးလာတယ်ဒါကြောင့်ဘတ်တစ္စာယောဟန်တစ်ချိန်လုံးမှာယေရှုခရစ်တော်ရဲ့ ယေရှုခရစ်တော်ရဲ့ကြီးမြတ်ခြင်းအကြောင်းတိုးတငယ်ရဲ့အကြောင်းဖခင်တခင်ရဲ့ကယ်တင်တဲ့အကြောင်းဟာလေလုယာအဲ့ဒီအရာကိုသူအမြဲတမ်းမှာမွတ်ဆိုတယ်ပရောဖက်ပြုတယ်ပြောထုတ်တယ်ဒါကြောင့်ယောဟန်ကယေရှုလာဖို့ရင်ဗိတ်သိက်လာဖို့ရင်အတွက်ဖခင်တခင်ရဲ့တကူတော်လာဖို့ရင်အတွက်သူကအတန်နဲ့အတူလမ်းခင်းရတယ်ပြင်ဆင်ရတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်2025မှာ တင်းရဲ့မိသားစုထဲမှာတင်းရဲ့အိမ်ထဲမှာတင်းရဲ့လုပ်ငန်းခွင်ထဲမှာတင်းအသက်တာထဲမှာတင်းသားသမီးတွေတော်လောကောင်းတင်းရဲ့ mission တွေတော်လောကောင်းတင်းရဲ့လုပ်ငန်းခွင်တွေတော်လောကောင်းတင်းဘာအတန်ကိုစေလွတ်လဲတင်းဟာဖယားရခင် ကောင်းကြီးပေးတဲ့ voice အတန်ကိုစေလွတ်ဖို့ရန်အတွက်လို့တယ်ဟာပို့ပြီးကောင်းကြီးခံစားတဲ့အကြောင်းပို့ပြီးဖယားရခင် အမှုပြုတဲ့ဟောနမိတ်လက္ခဏာပို့ပြီးမြင်တွေ့ရမယ်အာမင်ဖယားရခင်ရဲ့ထူးဆန်းတဲ့အမှုရာတွေကိုမြင်တွေ့ရမယ်တင်းရဲ့ voice ကကောင်းကြီးပေးတဲ့အရာဗိတ်သိက်ခြင်းကိုကြိုးဆိုတဲ့အရာဖယားရခင် နမိတ်လက္ခဏာ ခဏကိုကြိုဆိုတဲ့အတန်တာ၍နိုးထမှုကိုဖြစ်ပေါ်စေတဲ့အဲ့ဒီ voice ကိုစေလို့ပို့ရန်အတွက်လို့ Hallelujah. So အဲ့ဒီအတန်ရှိတဲ့လေထုထဲမှာဘုရားသခင်ရဲ့ဗိတ်သိက်ခြင်းနဲ့ဘုရားသခင်ရဲ့တာ၍ချီးတော်အမှုတွေကတင်းအသက်တာထဲမှာလာပြီးနေရာယူမှာဖြစ်ပါတယ်ညီကိုမောင်မတို့ Hallelujah. အဲ့တော့2025မှာကျွန်တော်ပြင်ဆင်ရအောင်။ Amen. 2025မှာဘုရားသခင်ထင်ရှားဖို့ရန်အတွက် ကိုးကွယ်ခြင်းနဲ့ပြင်ဆင်ရအောင်2025မှာဖရာခင်ကိုတိုင်စင်ထရပြီးကျွန်တော်ရဲ့အသက်တာမှာထင်ရှားပွင့်ရတော့ကျွန်တော်ရဲ့နှလုံးသားကိုပြင်ဆင်ရအောင်တင်းရဲ့အိမ်ကကိုးကွယ်တဲ့အိမ်တင်းရဲ့အိမ်ကဖရာနာမကိုကိုးကွယ်တဲ့အိမ်တင်းရဲ့လုပ်ငန်းခွင်ကဖရာနာမကိုကိုးကွယ်တဲ့အရက်တင်းရဲ့လုပ်ငန်းခွင်တင်းရဲ့မိသားစုအိမ်ကဒီနေ့ဘိတ်တိတ်ခြင်းကိုကျူဆူတဲ့အတန်ဖြစ်ပါစေဟာလေလုယအရောက်ချစ်စိုက်ပေါ်မှာဖရာရှင်ကောင်းကြီးပေးပါစေ